ာပါရှင်ချင်းလင်း channel သတင်းဌာနမှပြန်လည်ကြိုဆိုလိုက်ပါရစေ2025ခုနှစ်ဇွန်လ3ရက်နေ့နောက်ဆုံးရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးတော့ပါမယ်ရှင်ဒီကနေ့တင်ဆက်ပေးမယ့်သတင်းကောင်းရှင်တွေကတော့စစ်ကောင်စီလက်အောက်ခံရေတပ်ဖွဲ့ဝင်တဦးလက်နက်ခေရမ်းများနဲ့အတူ CDF ဟာခတန်အလင်းဝင်ကြောင်းငလင်လှုပ်ခတ်ပြီးနောက်အကြံဖစစ်ကောင်စီကလေကြောင်းတိုက်ခိတ်မှုပေါင်း900ကျော်ပြုလုပ်ခဲ့ပြီးပြည်သူ460ကျော်တိဆုံခဲ့ရလို့ NUG ထုတ်ပြန်ကြောင်း ပကံမြို့တက်ကန့်ကော်ရက်ွက်စရက်တွင် ပြူစောတိကောင်းဆောင်စိုးစောအပါဝင်ပြူစောတိကူဦးကပြည်သူများထံမှဆက်ကြီးကောင်းနေစဉ်ဝင်ရောက်ပြစ်ခတ်တိုက်ခိုက်မှုတွင်ရှစ်ဦးသေဆုံးကြောင်းမြောက်ပိုင်းမဟာမိတ်ညီတော်တုံးဖွဲ့ကအပြစ်ခတ်ရက်စေးကြီး တလထမှန်တွန်းနှင်းဖို့ချိန်ညာကြောင်းနဲ့အကြံပေးစစ်ကောင်စီကအလိုရှိနေတဲ့နိုင်ငံရေးလှုပ်ရှားသူများ CDM များနဲ့စစ်ပြေးရေးပြီးစုစုပေါင်းလို9000စရင်းနဲ့ကိုရီးအချက်အလက်များကိုရုရှားနီးပညာ PSMS application တွင်ကနဦးထည့်သွင်းစစ်ဆေးနေကြောင်းတို့ပဲဖြစ်ပါရရှင်စစ်ကောင်စီလက်အောက်ခံရဲတပ်ဖွဲ့ဝင်တဦးလက်နက်ခဲယမ်းများနဲ့အတူ CDF ဟာခတန်အလင်းဝင်လာတဲ့တရင်ကိုတင်ဆက်ပေးတော့ပါမယ်ရှင်။ ချမ်ပီမြို့တော်ဟာခမြို့ပေါ်ရှိ အကြံဖက်စစ်ကောင်စီလက်အောက်ခံရဲတပ်ဖွဲ့ဝင်တဦးဟာမေလ31ရက်နေ့မှာလက်နက်ခဲရများနဲ့အတူအလင်းဝင်လာခဲ့တယ်လို့ Challenge Defense Force ဟာခကဒီကနေ့ဂျွန်လ3ရက်နေ့မှာတရင်ထုတ်ပြန်ထားပါတယ်။အကြံဖက်စစ်ကောင်စီလက်အောက်ခံရဲတပ်ဖွဲ့ဝင်တဦးဟာစစ်ကောင်စီလက်အောက်တွင်တာဝန်မထမ်းဆောင်ခြင်းတို့လိုလက်နက်ချခြင်းဖြင့်ຫນွေဥတုံနိုင်ရေးမှာပါဝင်လာတာဖြစ်တယ်လို့ထုတ်ပြန်ချက်မှာရေးသားဖော်ပြထားပါတယ်။ အလဲဝင်လာသူကမောင်းပြန်ရိုင်ဖယ်တနက်တလက်ဂျီပေါက်ကလေးခုနဲ့ဂျီဆန်များယူဆောင်လာပြီး CTF ဟာခါတန်အလဲဝင်လာခြင်းဖြစ်ပါတယ်။ယခုလိုအလဲဝင်လာသူကို CTF ဟာခါကနှွေးနှွေးထွေးထွေးကျူဆိုတဲ့အပြင်လက်နက်ခေယံယူဆောင်လာတာကြောင့်စွန့်ဝင်ချင်းပြီးလုံခြုံတဲ့နေရာရောက်တဲ့အထိတာဝန်ယူသွားမယ်လို့ဆိုပါတယ်။ အလားတူအကြံဖစစ်ကောင်စီလက်အောက်မှာတာဝန်မထမ်းဆောင်ခြင်းတော့ပဲပြည်သူရင်ခွန်ဘက်ကိုမက်ပြောင်းခုလုံလူတဲ့မိသူမဆိုးကို CDF ဟာခါကအမီရန်ဂျူဆိုမှာဖြစ်ပြီးလုံခြုံတဲ့နေရာရောက်တဲ့အချိန်ထိလဲတာဝန်ယူသွားမယ်လို့အတည်ပြုချပါတယ် CDF ဟာခဟာ PK ရဲ့မေလအတွင်းပြည်သူလူဟန်ဆောင်ပြီးတရင်ထုတ်လန်းနေတဲ့ရေးသားနှစ်ဦးနဲ့စစ်သားတအူးတို့ကိုအရှင်ဖမ်းမိထားပါဗျ ဒါပြန်အကြံဖက်စစ်ကောင်စီလက်အောက်မှာတာဝန်မထမ်းဆောင်ခြင်းတို့လို့မေလာ15ရက်နဲ့18ရက်နေ့တို့မှာစစ်သား2ဦးနဲ့ရေးသား2ဦးတို့ CDF ဟာခတန်အလင်းဝင်လာခဲ့တယ်လို့သိရှိရပါတယ်ရှင်။ငလင်လှုပ်ခတ်ပြီးနောက်အကြံဖက်စစ်ကောင်စီကလေကြောင်းတက်ခိမ့်မှုပေါင်း900ကြော်ပြုတ်လုခဲ့ပြီးပြည်သူ460ကြော်တည်ဆုံခဲ့တယ်လို့ UNG ထုတ်ပြန်ထားတဲ့သတင်းကိုလည်းဆက်လက်တင်ဆက်ပေးသွားပါမယ်ရှင်။ စကိုင်းနယ်လင်ကြီးလှောက်ခတ်ပြီးနောက်မှာအကြံဖက်စစ်ကောင်စီကလေကြောင်းတက်ခိမှုပေါင်း900ကျော်ပြုလုပ်ခဲ့ပြီးပြည်သူ460ကျော်တည်ဆုံခဲ့ရတယ်လို့အမျိုးသားညီညွတ်ရေးအစိုးရလူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနကထုတ်ပြန်ထားပါတယ်။ ငလင်လှောက်ခတ်ခဲ့တဲ့မတ်လ28ရက်နေ့ကနေမေလ30ရက်နေ့အတွင်းရန်ကုန်တိုင်းနဲ့နေပြည်တော်ကလွေပြီးချန်ပီနေနဲ့တိုင်းတွင်အကုန်လုံးကိုလေကြောင်းကနေတက်ခိုင်မှုပေါင်း928ကျင်းအထိပြုလုပ်ခဲ့ရာပြီးသူ462ဦးတေဆုံးပြီး884ဦးတန်ရာရရှိခဲ့ပြီးလေကြောင်းတက်ခိုင်မှုကြောင့်တေဆုံးသူ462ဦးထဲမှာအသက်16နှစ်အောက်ကလေးငယ်82ဦးပါဝင်ပြီးအသက်16နှစ်နဲ့အထက်က 142ဦးနဲ့ဂျန်248ဦးကအသက်အရွယ်မသိရှိရဘူးလို့ဆိုပါရယ်။ဒါ့ပြင်တန်ရာရရှိသူ184ဦးထဲမှာအသက်16နှစ်အောက်182ဦးပါဝင်ပြီး အသက်16နှစ်နဲ့အထက်203ဦးနဲ့ကျန်499ဦးကအသက်ရွေးမတည်ရှိဘူးလို့ဖော်ပြထားပါတယ်။အကြံပေးစစ်ကောင်စီရဲ့လေကြောင်းတိုက်ခိုက်မှုကြောင့်တေဆုံမှုအများဆုံးဒေသမှာစကိုင်းတိုင်းဖြစ်ပြီးပြည်သူ150ဦးတေဆုံခဲ့ပါတယ်။ချင်းပြည်နယ်မှာတော့လေကြောင်းတိုက်ခိုက်မှုကြောင့်ပြည်သူ16ဦးတေဆုံခဲ့တယ်လို့သိရှိရပါတယ်ရှင်။ ပကံမြို့တဲ့ကန့်ကော်ရက်ွက်စရက်တွင်ပြူစောတီကောင်းဆောင်စိုးစိုးအပါဝင်ပြူစောတီကူဦးကပြည်သူများထံမှဆက်ကြေကောင်းနေစဉ်ဝင်ရောက်ပြက်ခတ်တိုက်ခိုက်မှုတွင်၈ဦးသေဆုံးသွားတဲ့တရင်ကိုလေးဆက်လက်တင်ဆက်ပေးသွားပါမယ်ရှင်။မန်လေးတိုင်းပကံမြို့တဲ့ကန့်ကော်ရက်ွက်စရက်တွင်အချမ်းဖက်စစ်တပ်လက်အောက်ခံပြူစောတီကောင်းဆောင်စိုးစိုးအပါဝင်ပြူစောတီကူဦးကပြည်သူများထံမှဆက်ကြေကောင်းနေစဉ်ဝင်ရောက်ပြက်ခတ်တိုက်ခိုက်ခဲ့ရာ၈ဦးသေဆုံးခဲ့ကြောင်းသိရှိရပါတယ်။ ဂျွန်လတ်တရက်နေ့တွင် ပကံမျိုးတဲ့ကန့်ကိုရက်ွက်တွင် အကြံဖက်စစ်တက်လက်အောက်ခံတက်ထွက်ပြူစောကြီးကောင်းဆောင်စောစောနဲ့၎င်းနှုံလိုက်ပြူစောတီရှစ်ဦးကရက်ွက်ထိတ်ရှိဇရက်တွင်ဘီသူများထံမှဆက်ကြီးကောက်ခံနေကြောင်းတည်င်းရရှိ၍ထနောင်းမီစစ်ကြောင်းနဲ့မဟာမိတ်တပ်ဖွဲ့တို့ကတွားရောက်ပြစ်ခတ်တိုက်ခိုက်ခဲ့ကြောင်းရင်းပြစ်ခတ်တိုက်ခိုက်မှုတွင်ပြူစောတီများကလက်ပြုံဖြင့်ပြန်လေပြစ်ခတ်တိုက်ခိုက်ရန်ပြူလုံစင်လက်ပြုံပါ ကြည်ထိမှန်ပြီးပောက်ကွဲခဲ့ရာပြူစောတီကောင်းဆောင်စစောနဲ့၎င်းနောက်လိုက်ပြူစောတီခုနှစ်ဦးတည်ဆုံးခဲ့ပြီးတဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းထနောင်းမြေစစ်ကြောင်းမှစစ်ကြောင်း IO ရဲဘော်မူတူကပြောဆိုထားပါတယ်။တည်ဆုံးသွားတဲ့ပြူစောတီများထံမှ point 22လက်လောက်တဲ့နဲ့တလက်ကာပိုင်လက်လောက်တဲ့နဲ့တလက်လက်ဖြစ်ပုံတစ်လုံးကာပိုင်ကြီး၄တောင်း point 22ကြီး၆တောင်းစိုက်ကဲ၂စီးနဲ့အတူပြူစောတီ ်တက်တေခန့်အထုတ်ထားတင်စီရမင်းခေကြောင့်သိရှိရပါတယ်။ထနောင်းနေစစ်ကြောင်းမှစစ်ကြောင်း IO ရဲဘော်မို့သူကဓမယုံဆိုတာတရားပွဲအတွက်စွဝေးနေတာမဟုတ်ပါဘူး။စစ်ကြဲကောက်နေတာပြီးတော့ဖြူစော်တီတက်တေခန့်အထုတ်ထားတွေကလက်လောက်တင်တဲ့အတူနှစ်လက်ပြီးတော့ကြီးတွေကလက်ပြပုံးတွေကတင်စီရမင်းခေရယ်။ကျွန်တော်တို့ပြစ်တာကယူဆိုတီကောင်းဆောင်စိုးစိုးကိုအတိကထားပြစ်တာကျွန်တော်တို့ဝင်ပြတဲ့အနေထားမှာလက်ပြပုံးနဲ့ ကြံပစ်တာကိုကျွန်တော်တို့ကြီးကလက်ပြပုံးကိုမှန်သွားတာလားတော့မသိဘူးလက်ပြပုံးကထပေါက်ပြီးတော့ကျွန်တော်တို့ကနဲ့ဝင်းဖြစ်ပြီးကြံခွေတဲ့အချိန်မှာအကုန်လုံးကမှောင်နေကြပြီပြီးသူတွေအနေနဲ့ပြူစောကြီးတွေနဲ့အနီးကမနေဖူးပါတေဆုံသွားတဲ့သူတွေကလည်းသူနောက်တွေပါကျွန်တော်တို့ပစ္စည်းဆင်းကောက်တဲ့အချိန်မှာတော့တန်ရာနဲ့သူတယောက်တွေ့ရတယ်။သူ့မှာလက်နဲ့မရှိတော့ကျွန်တော်တို့ဘာမှမလုပ်ခဲ့ပါဘူး။ တေဆုံညာကပြုစောတိကောင်းဆောင်ဇောဇောအပါဝင်၈ဦးတေဆုံနေလို့ရန်ကုန်ခက်တဲ့တရင်ဌာနထံသို့အတိပြုပြောဆိုထားပါတယ်။အဆိုပါတိုက်ခိုက်မှုကိုထဏောင်းမီစစ်ကြောင်းနဲ့အတူပကန်အန်ယောင်ဦး Special Task Force တို့ကပူပေါင်းလှုပ်ဆောင်ခဲ့ကြောင်းသိရှိရပါတယ်ရှင်။မြောက်ပိုင်းမဟာမိတ်ညီနောင်သုံးဖွဲ့ကအပြစ်ခက်ရက်စေးကြီးတလာထက်မှန်တူမြင့်ဟုကြေညာထားတဲ့တရင်ကိုလေးဆက်လက်တင်ဆက်ပေးတော့ပါမရှင်။ arakatet.ee ဘလောင် TNLE နဲ့ Gugan MNDAA တို့ပါဝင်တဲ့မြောက်ပိုင်းမဟာမိတ်ငြိမ်းဆောင်သုံးဖွဲ့ကအပြစ်ခက်ရက်စီတလထက်မှန်တွင်ဖြင့်ကြောင်းယမနေ့ဂျွန်လ2ရက်နေ့တွင်ထုတ်ပြန်ကြေညာထားပါတယ်။ငလင်နောက်ဆက်တွဲလုပ်ငန်းများနဲ့ဆက်ဆက်၍တိုက်တာအဆောက်အုံများရှင်လင်းရေးနဲ့လူသားချင်းစာနာထောက်ထားရေးလုပ်ငန်းများဆက်လက်ဆောင်ရွက်နိုင်ရန်တို့အတွက်တစ်ဖက်သက်အပြည့်ရက်ကာလကိုနောက်ထပ်တလ တက်တန်တူချင်းဖြစ်ကြောင်းမြောက်ပိုင်းမဟာမိတ်ငင်းအောင်သုံးဖွဲ့ကဆိုပါရယ်စကိုင်းမန်လေးတိုင်းရှမ်းပီနေပခိုးတိုင်းနဲ့နေပြည်တော်အပါအဝင်မြန်မာနိုင်ငံနေရအနှက်အပြားတွင်မတ်လ28ရက်နေ့မှ30ရက်နေ့အထိရက်များအတွင်းလှုပ်ခတ်ခဲ့တဲ့ပြင်အား9.8အဆင့်ရှိအာပြင်းငလင်ကြီးနဲ့နောက်ဆက်တွဲငလင်ကြီးများကြောင့်ပျက်စီးဆုံးရှုံးသွားတဲ့လူနေတိုက်တာအဆောက်အုံများ တာတနိကအစုပ်အုံများနဲ့တမိုင်းဝင် အမွေအနှစ်များကို ရှင်လင်းဖေရှားရန်ငလင်အပြက်စီအစုပ်အုံများအကြားအသက်ရှင်ကျန်ရစ်တဲ့လူနဲ့အိမ်ဝေးတိရစ္ဆာန်များကိုရပ်ဖွေကေဆေးရီလုံနိုင်ရန်အတွက်လူသားချင်းစာနာထုတ်ထားမှုဆိုင်ရာတစ်ဖက်သက်အပြည့်ရစေသော ထုတ်ပြန်ချက်ကိုမဟာမိတ်သုံးဖွဲ့က April နဲ့ May လနှစ်လကြာထုတ်ပြန်ခဲ့ကြောင်းသိရှိရပါတယ်။ KCE လုပ်ငန်းရှင်များသည့် နလတာကြတိတိုင်အောင်ရှင်လင်းဖေရှားရေးလုပ်ငန်းများဆောင်ရွက်ပြီးစီးမှုမရှိတဲ့အပြင်မိုးသေးထန်စွာရွာသွန်း၍အဆောက်အုံများထပ်မံပြိုကျပျက်စီးမှုများရှိနေသေးကြောင်းဒါကြောင့်နှုတ်ဆက်တွဲလုပ်ငန်းများနဲ့ဆက်ဆက်တဲ့လုပ်ငန်းများဆက်လက်ဆောင်ရွက်နိုင်ရန်အတွက်အချိန်ထပ်မံလိုအပ်တဲ့အတွက်ကြောင်း ဂျွန်လ2ရက်နေ့မှဂျွန်လ30ရက်နေ့အထိလူသားချင်းစာနာထုတ်ထားမှုဆိုင်ရာတစ်ဖက်သက်အပြည့်ရဲ့ကာလကိုထက်မှန်၍တက်တန်တိုးလိုက်ကြောင်းမြောက်ပိုင်းညီနောင်မဟာမိတ်သုံးဖွဲ့အနေနဲ့စစ်ကောင်စီနဲ့တိုက်ပွဲဖြစ်ပွားလက်ရှိရနေရာများတွင်မိမိကိုယ်ကိုမိမိခုခံကာကွယ်သောတုံ့ပြန်မှုယောဂလွေ၍စတင်ထူးဆစ်ဆင်တိုက်ခိုက်ခြင်းမျိုးပြုလုပ်မည်မဟုတ်ကြောင်းအတိအပြည့်ကြေညာထားပါသည်။ အကြံပေးစစ်ကောင်စီကလည်းဂျွန်လတ်တရနေ့မှာဂျွန်လတ်30ရက်နေ့အထိယာယီအပြစ်ခက်ရက်စေးထားမည်လို့ထုတ်ပြန်ကြေညာထားတော်လဲလက်တွေ့တွင်မူလေကြောင်းတက်ခဲမှုများနဲ့စစ်ကြောင်းထူမှုများကိုဆက်လက်လှုပ်ဆောင်နေစေဖြစ်ပါတယ်မတ်လ28ရက်နေ့စကိုင်းငလင်ကြီးလှုပ်ခတ်ပြီးနောက်အကြံဖက်စစ်တပ်ကလေကြောင်းတက်ခိတ်မှုပေါင်း905ကြိမ်ပြုလုပ်ခဲ့ပြီးပြည်သူ436ဦးတေဆုံးခဲ့ကြောင်းအကြံဖက်စစ်တပ်ကမတ်လ 2028ရနေ့မှမေလ23ရက်နေ့အတွင်းရန်ကုန်နဲ့နေပြည်တော်မှလွှဲ၍ချန်ပီယံနဲ့တိုင်းရယ်လေကြောင်းတက်ခဲမှုပေါင်း905ကျင်အထိပြိုလောက်ခဲ့ရာပြည်သူ436ဦးသေဆုံးပြီး821ဦးဒဏ်ရာရရှိခဲ့ကြောင်းအမျိုးသားညီညွတ်ရေးအစိုးရလူ့ခွင့်ရေးဆိုင်ရာဝန်ကြီးဌာနကတရင်ထုတ်ပြန်ထားတယ်လို့သိရှိရပါတယ်ရှင်။ အကြံဖက်စစ်ကောင်စီကအလိုရှိနေတဲ့နိုင်ငံရေးလှုပ်ရှားသူများ CDM များနဲ့စစ်ပီးရေးပီးစုစုပေါင်းလို9000ဆယ်ရင်းနဲ့ကိုရီးအချက်လက်များကိုရုရှားနီးပညာ PSMS application တွင်ကနအိုးထိပ်သွင်းစစ်ဆေးနေတဲ့တရင်ကိုလေးဆက်လက်ကျင်းဆက်ပေးတော့ပါမယ်ရှင်။အကြံပေးစက်ကောင်စီကအလို့ရှိတဲ့နိုင်ငံရေးလှုပ်ရှားသူများ CDM များနဲ့စစ်ပီးရေးပီးစုစုပေါင်းလို9000ဆယ်ရင်းကို person scrutinization နဲ့ monitoring system PSMS application တွင်ကနဦးထည့်သွင်းပြီးနိုင်ငံတော်လုံးလုံခြုံရေးကိစ္စများတွင်စစ်ဆေးလျက်ရှိကြောင်းနေပြည်တော်စစ်ဘက်တရင်ရင်မြစ်ကပြောဆိုထားပါတယ်။ရုရှားကအကြီးကတာဝန်ယူရေးဆွဲပေးတဲ့ PSMS application ကိုစစ်ကောင်စီကရေးဆွဲထုတ်လုပ်လိုက်ပြီးအဆိုပါ application မှာစစ်တပ်ရင်းနဲ့လာဝကများတည်တံ့အသုံးပြုစစ်ဆေးရန်တာဖြစ်ကြောင်းစစ်ဆေးရေးကိစ္စများ၄ဆိတ်ရေးဆိတ် မြို့အဝင်အထွက်ကိတ်များနဲ့ကားကိတ်များရှိစစ်ကောင်စီတဖွဲ့ဝင်များထွေအုပ်ရင်းနဲ့လာဝကများထံသို့ application များချထားပေးကြောင်းအဆိုပါ application ကိုဝင်ရောက်ရန် key နဲ့ password များကိုစစ်ကောင်စီကတင်းကျပ်စီးဆက်စွာချထားပေးပြီး PSMS application အတွင်ရှိအချက်လက်များကို နေပြည်တော်ကတရိပ်ထိန်းချုပ်ထားကြောင်း ရင် PSMS application ထဲတွင်စစ်ကောင်စီကအလိုရှိတဲ့နိုင်ငံရေးထောက်ရှားသူ CDM များနဲ့စစ်ပီးရဲပီးလူစရဲ9000ရဲ့ကိုယ်ရေးအချက်အလက်များကိုကနဦးထိတ်သွင်းထားကြောင်းသိရှိရပါတယ်။နေပြည်တော်စစ်ဘက်တရင်ချင်းတွေက DPSMS ကစစ်စေးဂိတ်တွေရဲ့ကွန်ပျူတာတွေမှာလည်း install လုပ်ထားတယ်။တက်ရင်းနဲ့လာဝကတွေရဲ့ mobile phone တွေမှာလည်း install လုပ်ထားတယ်။ကန်တက် application ပါ ဒီထဲမှာလူတဦးရဲ့မွေးတက်ကြရက်မှတ်ပုံတင်မိဘနာမည်တွေရိတ်ထည့်လိုက်တာနဲ့အဲ့လိုကနိုင်ငံရေးပြင့်မှုပြင်ရှင်သလားမရှင်းဘူးလားဆိုတာပေါ်တယ်။ CDM နိုင်ငံရေးပြင့်မှုနဲ့စစ်ပီးရေးပြီး9000ရဲ့ကိုရေးအချက်လက်တွေကိုဒီထဲမှာထည့်ထားတယ်။ဥပမာအားဖြင့် CDM တဦးကခရီးထွက်လို့တုံမှတ်ပုံတင်နံပါတ်ကိုစစ်ဆေးရေးကိန်းမှာ PSMS application နဲ့ဆက်လိုက်ရင် CDM ဖြစ်ကြောင်းချက်ချင်းပေါ်ပါရယ် ဒီအခါချက်ချင်းဖန်ခိုင်းထားတယ်လို့ရန်ကုန်ခက်တတရင်ဌာနတန်တို့အတူပြောပြောဆိုထားပါတယ်။လက်ရှိတွင်စစ်ကောင်စီက PSMS application ကို version 1.2ပြင်စတင်အသုံးပြုနေပြီးကနဦးစစ်တပ်ကအလို့ရှိနေတဲ့လူဦးရေ9000ရဲ့ကိုယ်ရေးအချက်လက်များထည့်သွင်းထားကြောင်းထက်မှန်၍ application ကိုအစင်ဖြင့် update လုပ်နေပြီးနောက်တိုးအလို့ရှိနေတဲ့စည်ရင်းများကိုထက်မှန်ဖြည့်တင်းနေကြောင်းသိရှိရပါတယ်။ အတိကနိုင်ငံရင်းမှုစစ်ပြီးရေးပြီးရေးဘက်ပြီးတရခံပြီးဆိုရက်ပြီးလေးပြီးစည်ရင်နဲ့အကြံဖတ်မှုတိတ်ဖြတ်ရေးဥပဒေနဲ့အမှုဖွင့်ထားသူတွေစည်ရင်ကိုဒီထဲမှာထည့်ထားတယ်။ကနဦး version 1.2မှာလူဦးရေ9000အထက်စည်ရင်ထည့်ထားတယ်။တဖြည်းဖြည်းအဆင့်ဖြစ်နေတယ်။နောက်ဆိုရင်တာမန်ရဇဝတ်မှုနဲ့စစ်မှုထမ်းတင်းချောင်စည်ရင်တွေပါထည့်သွင်းဖို့အဆင့်ဖြစ်နေပါတယ်။ဒါကရုရှားနီးပညာ people surveillance management system ပါအခုတော့ကို version 2အစီအမံထုတ်ပြီးစစ်ဆေးဖို့ထက်လုံနေပြီလို့နေပြည်တော်ကစစ်ဘက်တရင်ချင်းတွေကဆက်လက်ပြောဆိုထားပါတယ်အကြံပေးစစ်ကောင်စီကလုံခြုံရေးစစ်ဆေးရန်တည်တံ့ထုတ်လုပ်ထားတဲ့ PSMS application ကို၎င်းတို့အတိမတ်ပြုတ်ထားတဲ့ဖုန်းကွန်ပျူတာများတွင်သာ download လုပ်နိုင်ပြီးအခြားကွန်ပျူတာနဲ့ဖုန်းများကကိုယူခြင်းမပြုနိုင်တဲ့လုံခြုံရေးအစီအမံကြောင့် လက်တလောစစ်ကောင်စီကအလိုရှိနေတဲ့လူ9000ရဲ့ကိုရီးအချက်လက်ကိုငွေစရင်ဖိုင်9ဖြင့် blacklist အမည်ဖြင့်စရင်ဖိုင်ကိုအမည်ပေးထားကြောင်းသိရှိရပါတယ်ရှင်။ဒီကနေ့တင်ဆက်ပေးမယ့်သတင်းစီစဉ်ကိုတော့ကျွန်တော်နဲ့ပေးရနာတော့ပါမယ်ရှင်။ချင်းလက်ကျန်တဲ့သတင်းစီစဉ်ကိုကြည့်ရှုအားပေးနေတဲ့သူတိုင်းမင်္ဂလာပေါင်းနဲ့ခံရောင်းနိုင်ကြပါစေရှင်။